ဒီရပိုင်းမှာစေကမ်းမှာပေါ့နော်ကျွန်တော်တို့အတွေ့များတဲ့အတန်းအောင်တော့ A4 နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝင်ပြပေးသွားချင်ပါတယ်။အဲဒီရပိုင်းရန်ကုန်မြို့မှာရှိတဲ့မြို့နယ်တော်တော်များများမှာပေါ့နော်ဒီအတန်းအောင်တော့ A4 တွေ့ရလူနာတွေများလာတာကိုတွေ့ရပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ဒေါက်တာတီဟာသူကအထွေရောကိုနေမိသားစုတိုင်ပင်ခံဆရာဝန်ဖြစ်ပါတယ်။အဲဒီတော့အတန်းအောင်တော့မှာကုဆတ်တဲ့ပိုး၅မျိုးရှိတယ်ပေါ့နော်။အဲ A B C D E ဆိုရဲ့ ပိုး၅မျိုးပေါ့အဲ့ဒီထဲမှာမှအတန်တော်က A ဘိုးနဲ့ E ဘိုးနဲ့ဟာကုဆတ်ပုံကုဆတ်ခြင်းတူပါတယ်အဲနောက်ပြီးအတန်တော်က B C D ကတော့ကုဆတ်ပုံကုဆတ်နေခြင်းတူတယ်ပေါ့နော်အဲ့တော့အတန်တော်ကအဲ A ဘိုးကဘလို့နည်းရတယ်ကုဆတ်လဲဆိုတော့ကျွန်တော်မတန်ရှင်းတဲ့အစားအစာတင့်တော်တဲ့အပူချင်းကြီးရအောင်ချက်ပြုတ်ထားခြင်းရှိတယ်အစားအစာမျိုးတွေကတစင်ကုဆတ်တာများတယ်ပေါ့နော်ပြီးတော့အတန်တော်က A ဘိုးရှိတဲ့သူပေါ့ကယ်ရီယာပေါ့သူကသူ့ရဲ့ဇွဲတွေသူ့ရဲ့မစင်တွေ ဟာတစင်ကူးဆက်တယ်ပေါ့နော်သူရဲ့မစင်မြင်ကောင်းနားတယ်အစားတော့စီကိုနားတယ်ဒီလိုမျိုးကတစင်ကျွန်တော်ကူးတာများတယ်ပေါ့အများစုကတော့မတန်ရှင်းတဲ့အစားစားလမ်းပေးစားစား street food တွေကတစင်ကူးဆက်တာများတယ်နော်အဲဒါကြောင့်တော့အေဘူကူးဆက်ပြီးဘာဖြစ်လာနိုင်လဲဆိုတော့သူ့ရဲ့ရောဂါလက္ခဏာတွေကပထမအဆင့်30ပေါ့နော်အဲ့ဒါပထမအဆင့်ကတော့ကျွန်တော်ကဘယ်လိုရှင်းပြောလဲဆိုတော့ကူးဆက်ခံပြီးပြီဆိုရင်ဖျားတယ်ပေါ့နော်ဖျားတာမှအဖျားတရတရနှစ်လောက်ထိဖျားတယ်တချို့နာစီချောင်းဆိုးတွေတောင်ဖြစ်ကြတယ်ပေါ့နော်ပြီးတော့သူကနိုးတယ် ်အားမလျှော့တယ်လို့လုံးတယ်အစစ်အမြစ်တင်လာခြင်းကြိုက်ခဲတယ်ပြီးတော့ပြုတ်ခြင်းအန်ခြင်းအဲတချို့လဲအန်နာမျိုးတွေရှိတယ်ပေါ့နော်အဲနောက်တစ်ခုကကျတော့အစားတောက်ပြက်တယ်အစားတောက်ပြက်တာမှဘလောက်တောင်ပြက်လဲဆိုတော့ငကူက secret ကြိုက်တဲ့သူဆိုရင်တော့မှ secret ကိုတောက်စင်တောက်ချင်စိမ်မရှိတော့အောင်ဒီအစားတောက်ပြက်တာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲနောက်ပြီးတော့အဲအစင်ပြီးသွားရင်တော့ကျွန်တော်တို့ကဝါတဲ့အစင်ပေါ့နော်မျက်လုံးဝါစီးဝါအသားဝါအသေးရောင်တဲ့အစင်ဖြစ်လာတယ်ပေါ့နော်အဲတော့အဲ စီအရောင်ကြီးယူသွားတယ်ဝမ်းအရောင်ကဖြော့သွားတယ်ပြပြပွပွဟောနော်ဒီညိုရောင်အစ်ညိုရောင်အထိဖြစ်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကအသားရအသားမှာအဝါဓာတ်တွေပုံလာတဲ့အခါမှာအသားတွေမှာအနီအဆက်တွေထွက်လာပြီးတော့ရားတာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘိုင်းအောင်တာဘိုင်းအောင်တာဒီအသေးနေရာပေါ့နော်အသေးညာဘက်နိုင်လို့အောင်နေရာနေအသေးအောင်နေအသေးကြီးတာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒီအဆင့်ပြီးသွားရင်တော့ဒီအရောင်တွေလည်းကျသွားတယ် เนาะအဝါဓာတ်တွေလည်းကျသွားပြီးတော့နမိုအဆင့်ပြဲရောက်သွားတယ်အခြေအနေတခုဖြစ်တာပေါ့เนาะအဲ့တော့ကျွန်တော်တို့ဘလိုနည်းလမ်းတွေနဲ့ကုသမှုပေးရလဲဆိုတော့အတက်အောင်တော့ A4 ဓာတ် E4 A4 နဲ့ E4 က B4 ကို C4 လောက်ထိအသေး6ဓာတ်မျိုးမဖြစ်ပါဘူးသူကပြန်ကောင်းတာပေါ့เนาะ virus ဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်အတိုင်းဓာတ်တခုရောက်ပြီးသူကပြန်ကောင်းတာများတယ်အဲ့တော့ကျွန်တော်တို့ကဒီယောဂဖြစ်နေစဉ်ကာလအတွင်းမှာတော့အိမ်မှာကောင်းကောင်းအနားယူတဲ့လေနော် တန်တန်ရှင်းရှင်းချက်ပြောထားတဲ့အစားအစာတွေကိုစားတဲ့။လှုပ်လှုပ်ရှားရှားမလုပ်နဲ့ပေါ့အေးဆေးအိမ်မှာနားယူပါ။နောက်ပြီးတော့အဲဂလူးကို့စ်လို့ခေါ်တဲ့ဂလူးကို့စ်အရင်ဓာတ်စားရည်အုံးစိမ့်ရည်တောက်ပေးတဲ့နဲ့နော်အဲအချိုရည်တောက်ပေးတောက်လည်းရတယ်ပေါ့နော်အဲပြီးတော့ကျွန်တော်တို့ဒီသူ supportive treatment လို့ပြောတာပေါ့နော်တိတ်ဘာမှတိတ်ခုစရာမလိုဘူးအဲအန်အန်ပျောက်ဆေးလေးတောက်လို့ရတယ်နုံးနေဆိုဓာတ်စားရည်တောက်ပေါ့လို့မဟုတ်ဘူးအရင်အန်နေအဲ စာလည်းမဝင်ဘူးဆိုရင်တော့ကျဆေးုံသွားတဲ့နဲ့တို့ရရင်ဒီ drip တွေပါချိတ်ဖို့လိုတာပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့ဒီမှာပဲ၄စက်အနာယူဒီလိုမျိုးအချိုးရေးတောက်တဲ့စားရေးတောက်ရနေပဲပြန်ကောင်းသွားတာများပါတယ်ပြီးတော့ကျွန်တော်တို့ဒီရပိုင်းမှာဒီ street food လို့ခေါ်တဲ့လမ်းဘေးစားစာရနာစားရေးလို့တက်နိုင်သလောက်ရှောင်ကျဉ်တင်ပါတယ်ဆိုတော့ပြောနေတဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်အားလုံးပဲကျေးဇူးချမ်းသာကြပါစေခင်ဗျာ